နော်တို့ကားရကြတဲ့ချိန်မှာကားရကြတဲ့ချိန်မှာတို့အိမ်မှာစီစဉ်ပေးတဲ့ချိန်မှာမင်းသားတခန်းမင်းသမီးတခန်းပေးပါတယ်စီစဉ်ပေးပါတယ်မင်းသားတခန်းနေတယ်မင်းသမီးတခန်းနေတယ်အဲ့ဒီချိန်မှာလွှမ်းပိုင်ဟာသူ့အခန်းထဲမှာသူ့မနေပါဘူးနော်ဖိုးအခန်းထဲမှာပဲသူသွားနေပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါဒီအမှန်တရားကိုကျွန်တော်ပြန်ပြောတာမတူဘူးလို့မှကျွန်တော်နင့်နာစီတာမဟုတ်ကျွန်တော်ကြုံခဲ့ဖြစ်ပြပြောတာအဲ့ဒီအခန်းထဲမှာဂရင်လေးရှိတယ် ဲ့ဒီကတဲ့အပေါ်မှာနှစ်ယောက်အတူတူအိပ်ပါတယ်ဟုတ်ပြီနော်ဒီမှာနှစ်ယောက်သူအိပ်တယ်ဆိုပြည့်တဲ့မျိုးမထင်နဲ့တော့ဘဝကသူ့ဟာသူစောင်းလေးချုံပြီးခုပဲလှည့်နေတာလျှောက်ပိုင်ကဒီဘက်ကတဲ့ပေါ်မှာထိုင်ပြီးတော့ဂိမ်းဆော့နေတာဒါပေမဲ့ကျွန်တော်ပြောပြတယ်လို့ပေါ့ကျွန်တော်အခန်းပါပြီးကုလားပါပြီးပါပြီးတော့ဘောပါပြီးဆိုရင်တော့တော့ခေါ်ရတဲ့အချိန်မှာကျန်တဲ့အချိန်ကျွန်တော်မသိဘူးကျွန်တော်တော့ခေါ်ရတဲ့အချိန်မှာ setting သမားလေးရှိတာပေါ့ setting သမားကဘာပြောလဲဆိုတော့ဆရာတဲ့တကားကြီးပိတ်ထားကျွန်တော်တို့တကားခေါက်လို့ကောင်းမှာမလား ါအလုတ်လုတ်နေတာလို့သူကိစ္စငါနဲ့မဆိုင်ဘူးလို့သွားခေါ်လို့ကျွန်တော်ခက်ပြီးပြသွားခေါ်ခိုင်းတာဒါပေမဲ့ကျွန်တော်ဟိုဆက်တင်မလေးကကျွန်တော်မခေါ်ရုပ်เสียတဲ့မခေါ်ရင်ငါသွားခေါ်မယ်လို့ကျွန်တော်တကားဖူဘုံနဲ့တကားလည်းလက်မချတာပါဘူးကျွန်တော်အမှန်တကယ်ပြောပါလေတကားလက်မချတာကျွန်တော်သွားအချိန်မှာကိုလက်မခင်းဆောင်နေတယ်တန်တော်ဖိုဒီအေဂိုဖွင့်လာတော့ချမ်းလို့ဆိုပြီးဟိုဘက်လေးစောင့်လေးချုံပြီးသူလက်အိတ်နေတယ်ဒါကျွန်တော်မြင်ခဲ့ရအဖြစ်အပျက်တခုအဲ့တော့ရင်းနှီးမှုအတိုင်းဒါပတ်သက်မှုအတိုင်းဒါဒီဒါကျွန်တော်မြင်ခဲ့ရတဲ့အတိုင်းအမှန်ပဲ တကယ်နောက်ကွယ်အကြောင်းအရာကျွန်တော်မသိဘူးဟုတ်ပြီနော်အဲ့ဒီကားရိုက်တယ်အဲ့တော့အဲ့ချိန်မှာဆက်ဖွဲ့ပြီးတော့အကုန်တော်တော်များများအကုန်ဘာပြောကြလဲဆိုဇာတ်ကကိုလန်ပိုင်နဲ့နော်ဖုန်းနဲ့များညှိနေလားမသိဘူးတဲ့ကျွန်တော်ဘာပြောကြလဲဆိုအဲ့ဒါသူကိစ္စလို့ငါတို့ဒီလိုပဲမင်းသားတွေမိန်းမတွေစောက်စရာရှုပ်တာဆန်းလားကွာလို့ဟုတ်နော်ဖုန်းအနေနဲ့လည်းဒါပြောမယ်ဆိုရင် तू ကမင်းသမီးအနေနဲ့အရင်တော့ model တိဦးဆောင်လေဒါပါကြောင်ကြမော်တော်တိဦးဆောင်မင်းသမီးရုပ်ရှင်မင်းသမီးဆိုလည်းတမ်းမဟုတ်သေးဘူးအဲ့တော့ तू လည်းရှင်းပြတော့စပိုင်ကတ်ကောင်း တတ်မှာပေါ့ဒါသူတို့ကိစ္စပါလို့ဆိုတော့ကားရိုက်ကြသည်ပေါ့နော်ကားရိုက်ပြီးသွားပြီဟုတ်ပြီမဆိုတော့ရုံတင်တဲ့အချိန်မှာကရထကြီးပေါ့နော်ဘော်ဘီဆော့ဆော့တင်လိုက်တဲ့အပုစခုကြောင့်ပေါ့နော်အဲ့ဒီကိစ္စကလည်းကျွန်တော်ပြပြမယ်နောက်ွယ်ကဘူဆန်းတို့ရဲ့ promotion စနစ်တွေပါကားရုံတင်တဲ့အချိန်မှာကျင်းပြတော့သူစကန်နဲ့ရုပ်တန်လိုင်းကမမီးတို့သူဖားပြီးတော့အဲ့ဒီကားကိုအရန်ပေါက်စီချင်တာအဲ့ဒီကားပတ်စံမမီးတို့ရုံတင်လို့ပတ်စံရသွားမှဘူဆန်းကိုပြောမယ်ဆိုရင် အားကိုးပြီးနောက်ထပ် SkyNet နဲ့ပတ်သက်တဲ့ project တွေ project တွေထပ်ပေးဖို့အတွက်ကိုပူဆန်းအကျိုးတူလိုညောင်ရင်လောင်းပြီးအဲ့ဒီကားတကားကိုသူထိုးကျွေးလိုက်တာထိုးကျွေးထားတာမှအချင်းချင်းပြန်ဒီဘက်က130နဲ့ရိုက်တဲ့ကားကို900နဲ့ပြန်ထည့်သွားသေးတယ်။ဟုတ်မမီးတို့ကတော့ချင်းတဲ့ခံရပြီးတော့အဲ့မှာ promotion တွေလုပ်ကြော်ညာတွေလုပ်ပေါ့နော်။ဟုတ်တချို့တွေလည်းမသိလဲသူလည်းမှတ်ထားကြပါမုံမြန်မာမီဒီယာဆို SkyNet ကပိုင်တာပါ။ဟုတ်ဟုတ်ပြီအဲ့ချိန်မှာရှိခံရတော့ထပြီးတော့နဖောနဲ့သမ်းပိုင်နဲ့ ဟော့လာတဲ့အချိန်ပေါ့နော်သူထင်ထားတာကဒီလိုမျိုးသဘောနဲ့လောက်ပိုင်းနဲ့အရန်ကိုဟော့လာတဲ့အချိန်တည်းပရိသတ်ကအာဒီအတွဲကိုပို့ပြီး attraction ရှိပြီးရုပ်ရှင်ပေါ်မှာပို့ပြီးအားပေးလိမ့်မယ်ဆိုပြီးထင်တဲ့စိတ်နဲ့ promotion သွားခဲ့ကြတာဒါပေမဲ့မှန်ကြတဲ့နှမ်းထွက်လွယ်ပြီးတော့ main ကလေးပရိသတ်ဘက်ကနေ main မှာဒူဘက်ကနေလွမ်းပိုင်အပေါ်မှာတောက်လျှောက်ဘော်ဘီဆာဆာရဲ့ fan တွေရောပေါ့နော်ဝိုင်းစဲဝိုင်းပြောနေတဲ့လွမ်းပိုင်ရဲ့ဘဝသူရဲ့မြင်တဲ့ရေးသားပါတဲ့ post မှာလူတကာအစဲခံတဲ့ဘဝနဲ့ကြုံခဲ့ပြီးတော့အဲ့ဒီကားမှာ နှစ်ယောက်လုံးမင်းသားရောမင်းသမီးရောလက်မှန်ရောတော့ဘဝတောင်မတက်ရဲပဲနဲ့ရှင်မူလမာမီတက်ဂျူကာလို့ပဲပေါ်တက်ခဲ့ရတဲ့အားလေးအမှတ်တရရှိခဲ့ဘူးလေ။